တနင်္လာသားသမီးမိတ်ဆွေအားလုံးမင်္ဂလာပါခင်ဗျာ2025ခုဒီဇင်ဘာလအတွက်ကံကြမ္မာကိုဖတ်ကြားပေးမှာဖြစ်ပါတယ်ဒီကာလဟာအတော့ကိုညံ့တဲ့အချိန်ဖြစ်ပါတယ်မမျှော်လင့်တဲ့အန္တရာယ်တွေဒုက္ခတွေစစ်တိုက်ဆိုသလိုရောက်ရှိလာတတ်ပါတယ်မိမိရဲ့အခြေအနေဆုပ်ယုပ်မှုတွေဖြစ်တတ်ပါတယ်စီဝါရေးမှာအဆင်မပြေတာအိမ်ောင်ရေးမှာ ဒုက္ခများတာတွေကိုအောင်မြင်မယ်လို့မျှော်လင့်ထားတဲ့စာမေးပွဲကကြာသွားတာတွေစတဲ့ကြာဆုံးမှုတွေဖြစ်လာတတ်ပါတယ်ခင်ဗျာဒုက္ခကြီးစွာတွေ့တတ်တဲ့ကာလဖြစ်ပါတယ်တပ်ကြသားသမီးတူမိမိအိမ်ကိုညအိမ်ညက်နဲ့ရောက်လာရင်တော့အဲ့ဒီဒုက္ခတွေကနေလွတ်သွားတတ်ပါတယ်သူတော်ဘာရဲ့မကောင်းတဲ့ပြောဆိုခြင်းကို အကြောင်းမဲ့ခံရတတ်ပါတယ်မိမိတွေမက တိမ်သားလုံးလဲကျမ်းမာရေးညံ့နေတတ်တဲ့ကာလဖြစ်ပါတယ်။တိတ်ကြီးရွယ်ဦးတွေလာရောက်တဲခုမဲ့ဆိုရင်တော့မိမိအိမ်မှာစုံပါတတ်ပါတယ်။ဒါကြောင့်လက်မခံတတ်မှာဘူး။မိကိုတူသတိပြုပြီးတော့ဂိုင်းတွေပါ။နောက်လျက်ဆက်မိစတာတွေလဲသတိထားပြီးတော့ဂိုင်းတွေတတ်မှာတယ်ခင်ဗျာ။အမှုခင်းတွေကြုံရတတ်ပါတယ်။ရှင်ကိုယ်တိုင်လဲစေယုံစေကံရောက်တာမျိုးတွေကြုံရတတ်ပါတယ်ခင်ဗျာ။ လောကရန်တရားရဲ့ညင်ပန်းနှိပ်စက်မှုကိုခံရတတ်တဲ့ကာလဖြစ်ပါတယ်။ဒီကာလမှာဥဒ္ဒေအိမ်သွတ်တွေရတတ်တယ်။အိမ်ောင်ရေးမှာတော့ကံကောင်းနေပါလိမ့်မယ်။တဦးနဲ့တဦးနားလည်မှုတွေရနေပါလိမ့်မယ်။အလောက်ကင်သက်တွေလည်းပြောင်းရတတ်ပါတယ်။တက်တည်လိုက်ရတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်။သူမျိုးကြဒုက္ခပေးတတ်တဲ့ကာလဖြစ်ပါတယ်။ကိုယ်တိုင်လည်းခရီးတွေသွားတတ်ပါတယ်။ မမျောလင်မဲနဲ့ပညာတစ်ခုခုသင်ရတာသင်တန်းတက်ရတာမျိုးတွေကျင့်ဝတ်တတ်ပါတယ်။မြေဝင်လာတာမျိုးတွေလည်းကျင့်ဝတ်ပါလိမ့်မယ်ခင်ဗျာ။မိမိပိုင်နဲ့ရှုပ်ရပစ္စည်းတွေထွက်တာပေါင်ဝတာမျိုးတွေကျင့်ဝတ်ပါလိမ့်မယ်။သာသမီအတွက်စိတ်ညစ်ရတတ်တဲ့ကာလဖြစ်ပါတယ်။မိမိအိမ်မှာရှိတဲ့စက်တွေမကြာခဏပြစ်တာထွက်တာမျိုးကျင့်ဝတ်တတ်ပါတယ်။အစစ်အစေးမင်းများခံရတတ်တဲ့ ငွေရောလဲတောင်းအောင်မှောက်ပြီးတွန်လိုက်တယ်လို့ဒလဟောထွက်နေတတ်ပါတယ်။ငွေကိုအကြောင်းပြုပြီးတော့စိတ်ညစ်ရတတ်တဲ့ကာလဖြစ်ပါတယ်။ခြေထောက်မှာဥပတ်ပေးတတ်ပါတယ်။အခြေရေနှလုံးသားရေရာကိစ္စတွေမှာတယောက်တနည်းအားဆိုသလိုကွဲကွာခွဲခွာတတ်တဲ့ကာလဖြစ်ပါတယ်ခင်ဗျာ။ကံကောင်းစေတဲ့အကြောင်းကတော့အနည်းယောင်အပြာယောင်ဖြစ်ပါတယ်။ကံကောင်းစေတဲ့ကဏ္ဍကတော့တက်ကဏ္ဍ၆ကဏ္ဍဖြစ်ပါတယ်။ ကံသတ္တညံ့ခိုက်ပြီးပြေပျောက်ပြီးကောင်းကျိုးချမ်းသာများရရှိလာစေဖို့အတွက်တနေ့ငွေနှွေနေ့အမနေ့စောစောမှာအိမ်ဖျားမှာပုံသေး၆စိတ်ကိုတကြားဖြူပြီးစွန့်တော်ကပ်ပြီးတော့မှဆုတောင်းရပါတယ်ခင်ဗျာ